တောင်တမရော PSF DNA ပေါ်တရုတ်ဆွေရကကန်တပ်ပိတ်ပမှုတွေကြောင့်မီဒီလုံငန်းနဲ့တပ်မှုပဲကြောင့်ပြုနေတဲ့နောက်ခက်နဲ့မန်တုံမြို့နယ်ကဒေတာခန်တွေပေါ်စိုးကျတွေတည်ရောက်မှုများစွာရှိနေပါတယ်။တောင်တပ်ထိုင်ချုပ်ထားတဲ့ရှမ်းမြောက်တရုတ်မြန်မာနယ်စပ်နောက်ခက်နောက်တောင်းနယ်စပ်ဂိတ်ကိုတရုတ်ဘက်ကပိတ်ထားတာကြောင့်မီဒီတွေတင်းတင်းလို့မရပဲမီဒီလုံငန်းရှင်ချုပ်ကပဲမီဒီတွေကိုဝေစုဆောင်ထားကြပါတယ်။ကိုစင်းနုံရင်ကထက်၅စားကျော်တဟုန်ထုံမြင့်တဲ့နေချင်းဒီနေ့မီတွေးလုံငန်းရာဒီမှာ မီရစ်တအိတ်ကို9000ကျပ်ဝန်းကျင်သာရတာကြောင့်တွက်ချင်မကိုက်ဘူးလို့ဒေတာခန်တွေကပြောပါတယ်။ပြီးခဲ့တဲ့မီတွေးရဒီမှာမီရစ်တအိတ်ကို1000ကျော်ထိရရှိပေမဲ့ဒီနေ့မီတွေးရဒီမှာတော့ကွန်စင်းလုံးနဲ့မြင့်တက်လာတဲ့လောက်မီတိတ်ဈေးဟာပြီးခဲ့နေတဲ့ထက်ဝက်ကျော်ထိဈေးကျနေပါလေ။အိုးညံကဟာတိုက်တဲ့ဟာမီတိတ်လုံငယ်နဲ့တက်မွေးဝင်ကြောင်ပြုတ်လာတာငါးနေကျော်ရှိပါပြီ။ဒီမှာဟာတာနေတာမန်တုံမြို့နယ်မန်မန်ကျေးရွာကနေထိုင်သူဖြစ်ပါတယ်။ မိတွေကဈေးမရတာကြောင့်သူတို့ဒေသရှိလူထုတွေထမင်းနဲ့မအောင်ပဲရုန်းကန်နေရတယ်လို့ဆိုပါတယ်ဒီချင်းတွေလားဓာတ်နဲ့ပဲခုတ်တာလေမိတွေတကျွင်းအတွက်ထင်းရဖို့တောင်လေးငါးရက်ကြာတယ်ဒါတောင်ထင်းတဲ့တဲ့အချိန်မပါသေးဘူးမိတွေကနေပတ်စံရဖို့မလွယ်ဘူးမိတွေကနေရတဲ့ပတ်စံကိုစံဝယ်စားတယ်ဘာမှမကြံဘူး ဲ့လိုပဲဖြစ်တန်းနေရတယ်။တချို့ဆန်အိတ်လိုက်မဝယ်နိုင်ဘူး။တပြီနှစ်ပြီအဲ့လိုပဲဝယ်စားရတယ်။ပြီးခဲ့တဲ့နှစ်ကမိရွေတအိတ်ကိုတတောင်းရတယ်ဆိုတော့ဒီနှစ်ထပ်ဆိုင်ပိုအဆင်ပြေတယ်လို့ပြောရမှာပေါ့။ဒီနှစ်ကျတော့ဂုံစင်းလုံးကအဆမတန်တက်ပြီးမိရွေကဈေးမရှိဘူးဖြစ်နေတယ်။ပတ်စံစုဖို့မပြောနဲ့စားဖို့တောင်အနိုင်နိုင်ဖြစ်နေတယ်။ကျမတယောက်တည်းခက်ခဲတာမဟုတ်ဘူးဒီဒေတာကဒေတာခံတွေအများစုအားခက်ခဲကြတယ်တချို့ကမိတွေလောက်ပြီးစားဖို့တော့မလောက်ဘူးအကျွေးပြန်တင်နေတယ် င်ကထားခံတယ်ကြာပြောင်းမှာမခဲဘူးမခဲဘူးဖြစ်မီဒီလုပ်ငန်းနဲ့တက်မူပဲကြောင်ပြုတ်နေတဲ့မန်တုံမြို့နယ်နောက်လေးရခန့်ဥဝိုက်ထိုက်ကလည်းဒီနေ့မိတွေ့ရဒီချိန်မှာတော့ကုံစင်းလုံးနဲ့အစမတန်မြင့်တက်နေချိန်မီဒီစီကြာနေတာကြောင့်အချားဝင်ဝင်ရမနေရတယ်မရှိတာကြောင့်ဒီလုပ်ငန်းကိုပဲလုပ်ကင်နေရတယ်လို့ပြောပါလေ Come do like a cat. Never. Oh my god, home team. ဒါပါရောမရောမကပယ်အစကမိသေးတဲ့အိတ်ကို9000လောက်ရသေးတယ်အခုက9000ပဲရတယ်ပေးတဲ့ဈေးနဲ့ပြပန်းတာကတိတ်မကိုက်ဘူးပေါ့အခြားလို့စားเสียမှမရှိတာဒီနေ့ကလဖက်ဈေးလည်းမကောင်းလေဒီဘက်ဒေတာကမိသွေးနဲ့လဖက်ပဲအဓိကလောက်ကင်ကြတယ်အခုကမိုးကြပြီဆိုတော့မိသွေးလည်းနားကြတော့မယ်တခြားဒေတာမှာလောက်သွက်လောက်မယ်ဆိုလဲနှငရေးမကောင်းတော့တိတ်မသွားချင်ကြအောင်ထမင်းမငဲ့ရုံတမဲပါပဲမိသွေးနားရင်လဖက်ပြန်ခူးမယ်တရင်ကျွတ်ထီပေါ့ ပိုတယ်လို့တော့မရှိပါဘူး။တမန်မိသားစုတွေတော့စားဖို့လောက်ပါပဲ။အန်တီညနေအနင်ကမဟာသဘောရေကော။ဒါတော့ဘန်နေဝါသမလန်တော့ကော။မဟာဘောရဘန်ဒန်ငန်ဘောရပြာ။นี่ละก้มไปก้มหาไม่เห็นเห็นดาปนังนังกวีกับชิงบูมาก็เอาแบล็ปปอดกับชิงต้องก็ต้องห่มแห้งห่มอ่านก็ หมดาดลีลาคมหมดังมาမဆာရေးအတွက်ရွေးဆယ်စရာမရှိတဲ့ဒီဒေတာကလူထုတွေဟာမိတွေးလုပ်ငန်းကိုပဲခက်ခဲတွေကြားကနေလောက်ကင်နေကြရဆဲဖြစ်ပါတယ်။ဒီနောက်မှာမိတုံးဖက်ကတစ်တုံညာနှစ်ခွန်စစ်စင်ရေးဒုတိယလိုင်းစတင်ပြီးနောက်ပိုင်းတရုတ်နိုင်ငံဘက်ကတိုက်ပွဲတွေရပ်ဖို့ဖိအားပေးတာနဲ့ဒီနောက်မှာမိတုံးဖက်ထိန်းချုပ်ထားတဲ့မြန်မာနယ်စပ်ဂိတ်တွေကိုပိတ်ပင်ထားခဲ့တာဖြစ်ပါတယ်။လက်ရှိမှာဒီနောက်မှာမိတုံးဖက်ထိန်းချုပ်ထားတဲ့နယ်စပ်ဂိတ်အချို့ကိုပြန်လည်ဖွင့်လှစ်ခဲ့ပေမဲ့ ကန့်တက်နေတာကုန်တွေကိုတင်သွင်းခဲ့ပြုထားပါတယ်။မီဒီယာတွေကတရုတ်မြန်မာနယ်စပ်ကျင်းဆိုင်ကြော့နယ်စပ်ကိမှာကန့်တက်နဲ့တင်သွင်းခွင့်ပြုပေမဲ့မီဒီယာတန်ကိုရွံ့ထောင်ဝင်းကျင်တာပေးတယ်လို့မီတွေးကုန်တဲ့လုတ်တူကပြောပါတယ်။ပြီးခဲ့တဲ့နေ့မီတွေးရတယ်မှာမီတွေးတန်ကိုတရုတ်ငွေရွံ့ထောင်ဝင်းကျင်ရကြပါတယ်။ဒီနေ့မိတွေးရဒီမှာတန်းတက်မတော်တန်အခွန်တသိန်းကျပ်တာပေးရပါမယ်တရုတ်ကဈေးနေပြီဝယ်နေရကြောင်းမိတွေးဈေးမကောင်းတာလို့ဆိုပါတယ် တရုတ်နိုင်ငံရဲ့ကန်တက်ပိတ်ပင်မှုတွေကြောင့်တရုတ်မြန်မာနယ်စပ်မှာရှိတဲ့လူထုတွေရဲ့စားဝတ်နေရေးအတွက်အခက်အခဲတွေဖြစ်စေတယ်လို့ PSF DNA ရဲ့အထွေထွေတွေးမှုနဲ့ဗမုကြီးတပ်ပန်းလကမေလ၄ရက်နေ့မှာပြုတ်လုခဲ့တဲ့တရင်စာရှင်တွေဘက်မှာပြောကြားခဲ့ပါတယ်။မီဒီယာလုပ်ငန်းကကြမ်းမာရေးထိခိုက်စေပြီးပြပမဲ့မဲ့လုပ်ရတဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ဒါအပြင်တဘာဝပတ်ဝန်းကျင်ကိုလည်းထိခိုက်စေပါတယ်။ဒါပေမဲ့မတ်တုံနပ်ခတ်မြို့နယ်ကဒေတာခင်တွေကတော့မီးတွင်းနဲ့လက်ဖက်လုပ်ငန်းကနေရတဲ့ဝင်ငွေကတော့ သူတို့ရဲ့ဝန်စာရေးကအဓိကဖြစ်ရှင်နေကြပါတယ်။မီဒီလုပ်ငန်းဟာကျမယူထိခိုက်စေပြီးပြပြမမှန်လောက်ကန်ရတဲ့အလို့ဆိုပေမဲ့ဒေတာခဏကတော့မီဒီဈေးမရှိတာကြောင့်ထမင်းနဲ့မှန်ဖို့အခက်အခဲတွေနဲ့ကြုံတွေ့နေရကြပါခင်ဗျာ။